အကူစင်ငယ်တယောက်ချိချာမယ်ဆိုကလေးကိုအောက်ခေါ်ချပြီးဓာတ်နဲ့တိုးတယ်။ရှင်းပြတယ်ရှင်းပြတာပေါ့ရှင်းပြတာအဲ့ဒါတောက်ချောက်ဟုတ်ငယ်ငယ်လေးတွေကရှင်းပြတာမဟုတ်ဘူးသားမူးလို့မူးလို့အကြောင်းအဲ့ဒါသားဖေသားတို့အဲ့လိုမပြေးမှားပါနဲ့သားတို့သားတို့တတ်တာဆိုတာတကယ်ကြီးနော်တကယ်ကြီးပါရှင် ားလုံးပဲမင်္ဂလာပါမင်းထင် channel မှာကြိုဆိုလိုက်ပါတယ်ခုတစ်ခေါက်တင်ဆက်ပေးခြင်းတဲ့ဗီဒီယိုလေးကတော့မိသားစုထဲမှာဖေကသားကို သားကဖေကိုမကြားဝတ်မနာတာရန်လိုတိုက်ခိုက်မှုတွေရှိနေတာကိုမိခင်ဖြစ်သူဇနီးမယားဖြစ်သူအန်ဒီကြီးကနေ့စဉ်နဲ့အမျှရင်ဆိုင်ကြုံတွေ့နေရပြီးတော့မခံစားနိုင်တဲ့အဆုံးမှာရင်ဖွင့်ပြောထားတဲ့ဗီဒီယိုလေးပါကြည့်လိုက်ရအောင် ရှင်အကူစင်ငယ်တယောက်ချိချာမယ်ဆိုကလေးကိုအခေါ်ချပြီးဓာတ်နဲ့တွိုးတယ်ရှင်းပြတယ်ရှင်းပြတာဗောရှင်းပြတာအဲ့ဒါဒီထောက်ချောက်ဟုတ်ငယ်ငယ်လေးတွေကရှင်းပြတာဟုတ်ဘူးသားမူးလို့မူးလို့အကြမ်းတော့အဲ့ဒါသားဖေသားတို့အဲ့လိုမပြေးမှားပါနဲ့သားတို့ကန့်ကြီးထိုင်မယ်အဲ့ဒါသားဖေအေးမဆိုတော့မဟုတ်ဘူးပထွေးမူလို့ဒီလိုတက်တဲ့အထိကြံ့ရွယ်တယ်ဆိုတော့မေရကြားရတာတော့လည်းမရဘူးညီမဝဲသွဲတော့လည်းညီမကိုကန်တယ် ခလေးတွေကိုနှိမ့်ဆက်တာကိုပြောပြလိုက်ပါအောင်အဲ့ဒါသူကတော့မရှင်းပြဘူးလားမပေးရဘူးအိမ်မှာခုဆိုဖရားလည်းရှင်မခုရဘူးထမင်းလည်းအိမ်မှာမဆိုင်ရဘူးအဲ့လိုလုံနေတဲ့ချိန်နောက်ကနေတန်းမကြောက်လို့သူကအဲ့လိုအမြင်နဲ့လှုပ်တယ်ညာအိမ်နေနေတော့မလင်းများချင်းရံဖြစ်ပြီးအိမ်ရတယ်ဝင်တော့ကောင်းအကိုထားထားပြီးမယားအိမ်ကမှလေဘေးကိုထားနေတဲ့ကညနာတွေလက်သီးနဲ့ထိုးတယ်သွားတယ်နားတယ်သေခန်းတွေသွားတယ်အခုကျသွားတယ်အန်သွားတယ်မရှိတော့ဘူး တတိတွေနဲ့တို့တာတွေတန်ရာတွေဖြစ်ပြီးအကုန်ပျော်ကုန်ပြီခုနှစ်ရှင်းကုန်ပြီသားသမီးတို့ငငယ်ရနဲ့မချိမဆန်နှိမ့်ဆက်ပြီးမင်းတို့ငါသားသမီးမဟုတ်လို့အဲ့လိုနှိမ့်ဆက်တဲ့တော့အခုတော့ကလေးတွေကနားတွေဝေးကုန်ပြီလုံးဝမရတော့ဘူးတော်မှရင်ဖွင့်ကြတယ်ဖွင့်ငိုချင်းလည်းငိုအမ်ကျမမမိုးလေးလာရေလှုပ်လှုပ်ပါတယ်မဆန်ရဟိုသူကအလုံးမလုံးဘူးလှုပ်လှုပ်ရတဲ့လှုပ်စားလဲသူတောက်ပြစ်ထားတဲ့ကုန်းနဲ့ပြန်မအပ်ဘူး လုံးမလုံးတော့ကောမလုံးလို့ညကြတော့လုံးမအိပ်ရဦးချင်းတော့ထဲမှာချင်းနေကြိုက်လို့တညာလုံးမုံလေးမနဲ့ကြတော့အလုံးစင်းရတယ်။ရမရဲမကောင်းတော့စိတ်ကန်သွားတော့ပစံနေကုန်တော့လေကိုလုံးစားနဲ့။သူကဘာမှမလုပ်ဘူးအိမ်မှာနေမှုညာမှုအိပ်ရခင်အိပ်ရထဲမှာပြည့်ပလင်းထားတာဝီမူရာရဲ့တန်သမီးတွေတာမရရဲ့အလောက်ကပြရဲ့အိမ်ကနေစီပီးစုတဲ့ရဲတဲ့ဒါတွေနဲ့ခုံမလုံးတော့မအိပ်ရတော့လဲပဲပြီးသူကအိမ်နေချင်းကိုက်ချင်ပြီးအိပ်ရတယ်။ သားအလက်ကလည်းခုအတူတူထိနေတဲ့သားအလက်ကလည်းပြန်ပို့လိုက်တော့အိမ်မှာမထားနဲ့ထားရင်တပ်မွဲတွေဖြစ်ကုန်ကဟုတ်ကဲ့ဒါကတော့ရင်ဆိုင်ကြုံတွေ့နေရတဲ့ခက်ခဲတွေပြဿနာတွေကိုမခံစားနိုင်တော့တဲ့အဆုံးပါဒီ NDG ကရင်ဖွင့်ပြောထားတာပါဒီ NDG ရဲ့ဖြစ်ကလည်းစိတ်မကောင်းစရာပါဝကြွေးကြည့်လိုက်တာပေါ့နော်ရတဲ့ယောက်ျားကအခုလိုမျိုးဖခင်စိတ်မရှိတဲ့ယောက်ျားစိုးသွမ်းမိုက်ရိုင်းတဲ့ယောက်ျားဖြစ်နေတဲ့ခါကျတော့မိသားစုမှာဒီဒဏ်တွေကိုခံရပြီးတော့ စိတ်မချမ်းသာမှုတွေစိတ်ဆင်းရဲမှုတွေနဲ့အမြဲရင်ဆိုင်ကြုံတွေ့နေခဲ့ရမှာပေါ့နော်အဲဒီ NDG ကတော့သူကသူ့ရဲ့အခြေအနေတွေကိုပြောထားတာကအစီအကောင်မတည့်တဲ့အတွက်ပေါ့နော်တချို့လူတွေကနားမလဲဘူးဆိုပြီးပြောကြတဲ့အတွက်ဒီမကပြန်ရှင်းပြထားတာပါဆက်ကြည့်လိုက်ရအောင်အဲမနက်ကဖြစ်တဲ့ပြဿနာလေးနည်းနည်းရှင်းပြမယ်ပေါ့နော်တချို့ကနားမလည်ဘူးမနက်ကတော့ကျွန်တော် live နှွင့်ပြီးပြောတာဆိုတော့ဟို ဘသူကဘသူ့ကိုတတ်လို့ဘာဖြစ်လဲခုကကျတော့ light light ထဲကဟာကိုတက်တော့အလုပ်ဝေးထားတဲ့ဗီဒီယိုလေးကိုပဲပြန်တင်ထားတော့တချို့ကနားမလည်ဘူးပေါ့နော်တချို့ကတော့ဟိုမနက်က light ကိုကြည့်ရလူတွေကျတော့နားလဲတယ်ပေါ့ Facebook Facebook ထဲမှာတော့ light ထဲမှာအပြည့်စုံတင်ပေးရတဲ့အကြောင်းရင်းရတယ်လေဟိုသူအဲ့ဒီအဲ့ဒီဦးလေးရွာလူတွေသိအောင်လို့တင်ပေးတဲ့သဘောပဲပြီးတော့အကုန်လုံးကလောက်ပြီးပြီးမာလူကြီးတွေပိုင်းအကြောင်းကြားပြီးတော့လေ အကုန်လုံးပြောထားပြီးဖမ်းပြီးပေါ့နော်ပလိန်ကကြာတော့ပလိန်နဲ့မပေးဖမ်းဘူးဆိုတာလေခဏခဏတိုင်နေခဏခဏဖမ်းနေပြီးတော့ရေသူကလည်းယူကြည့်အောင်ဆောင်ပြီးတော့လေဟိုဘာလဲလက်အုပ်ချစ်တချီချင်းလည်းသူမလောက်ရပါဘူးသူတကယ်မဟုတ်ပါဘူးသူ့ကိုသူတို့အမျိုးတွေကဝိုင်းပြီးတော့နှိပ်စက်လို့ပါအဲသူကတကယ်မလောက်ပါဘူးသူကအရက်လေးပဲတောက်တာပါအရက်မူတာကိုမကြိုက်တော့ဟိုသူတို့တွေအဲ့လိုလောက်ထားပါလို့ပြောလို့ရှိရင်ပလိတ်ကတော့တကယ်ထင်ထင်ပြီးတော့ပေါ့နော်ဟိုလှုပ်လှုပ်ပေးတယ်ပေါ့မြန်မာတွေဆိုတော့လည်းတိတ်ပြီးဂယူးမဆိုင်တဲ့သဘောမှာပါတယ် အဲဆိုတော့လေပလိတ်နဲ့အတိုင်းမနေတော့ဘူးဒီတိုင်းမှာမြန်မာလူကြီးတွေအကြောင်းကြားတယ်အခုမြန်မာလူကြီးတွေအကြောင်းကြားတော့ဟိုသူတို့ပေးလိုက်လို့ရှိရင်စစ်တပ်ဘက်ကိုသူတို့ထည့်ပေးလိုက်ထည့်ပေးလိုက်မယ်ပေါ့နော်အဲ့လိုပြောတော့ကိုရီးယားလည်းသူ့မျိုးတွေကိုလှမ်းအကြောင်းကြားတာကြတော့သူကဆလင်းငါးရဲ့အတွင်းမှာမရောက်ခဲ့လို့ရှိရင်ဟိုဒီကသူ့ဟိုသူ့ဒီသူ့မိမအမျိုးတွေတတ်တယ်ပေါ့သူအဲ့လိုမျိုးတွေးခိုင်းတာဆိုတော့ကိုကမလောက်ချင်ဘူးလေအဲ့တော့မြန်မာပြည်ဘက်ကိုဟိုးဘက်ကိုရန်ကုန်ထိရောက်ကားကိုချိတ်ဆက်ပြီးတော့သူ့ကိုပြန်ပို့ပေးလိုက်မှာ ခုကလူမလူကြီးတွေရောဒီညာလူတွေရောသူ့ကိုအကုန်လုံးထိမ့်သိမ်းထားတယ်ပေါ့နော်အဲ့ဒါဟိုနားမလဲဘူးဆိုလို့လာရှင်းပြပေးတာနော်နှိမ့်ဆက်တာတွေကကြတော့အိမ်တွင်အကျန်းဖက်မှုလို့ပြောရမှာပေါ့။ तू ကရိုက်တော့မယ်၊ तू မိမကိုနှိမ့်ဆက်တော့မယ်ဆိုလို့ရှိရင် तू အိမ်တကားကိုတော့ပိတ်လိုက်တယ်။တော့ပိတ်ပြီးလို့ရှိရင်အထဲမှာနှိမ့်ဆက်တယ်၊ရိုက်တယ်၊ထိုးတယ်ပေါ့နော်။အဲ့ဒါကိုတော်တော်ကလေဘသူ့မှာဖွင့်မပြောဘူး။ तू ကသူကြိတ်ခန့်တာ။အခုမှဒီနေ့မနက်မှ तू ရင်ထဲမှာအယမ်းမကစားလို့ဘေးနားမှာငိုနေတော့တော်တော်ရင်ဖွင့်ကျင်နေရလားဆိုပြီးတော့လေသူ့ဘက်ကိုလှည့်လဲပြီးတဲ့ပြီးတော့ ဟိုဘယ်လိုလဲလိုက်ပြီးချင်းဖွင့်ခိုင်းတဲ့သဘောလေးပဲလှုပ်လိုက်တာတမင်တကာကြီးဗီဒီယိုရိုက်ပြီးတင်တာမဟုတ်ဘူးเนาะအဲလေးလာရှင်းပြတာပါအဲ့ဒီညားလေဟိုအရင်ဆုံးကသူကအရန်မူးနေတဲ့ခါကျတော့သူ့သားလေးကိုသူ့သားကိုသူတတ်တာဆိုတာတကယ်ကြီးเนาะတကယ်ကြီးပါရှင်စံကဲမခါလို့ဟိုကမူးနေတယ်ပလိတ်တွေကမူးလို့ရှင်စံကဲရောလူရောဖမ်းနေပေါ့เนาะတခုခုဖြစ်လို့ရှင်ဒီနိုင်ငံကြီးမှာ တခုခုဖြစ်ရင်သိတယ်မလားသူများနိုင်ငံမှာလှုပ်ရှားတာလွယ်တာမဟုတ်ဘူးလေဆိုင်ငယ်သိန်းတာဆိုင်ငယ်သိန်းရတခါဟိုသူ့မေရသူ့မေတယောက်လည်းလှုပ်ရှားနေရမယ်လင်းရှိရတဲ့နေမုံဆုံးမှဖြစ်နေတာလေသူ့တွေမေတယောက်လည်းလှုပ်ရှားနေအမေပတ်စံကုန်အောင်မယ်အဲ့ဒါဆိုလို့ရှိရင်အမေအမေယောက်ျားအဲ့လိုအဲ့လိုဆိုတော့အဲ့ဒါနဲ့သူကညိုးသွားတာသူသူသူမိမကိုပြန်တိုင်ရပါမလားဆိုပြီးတော့လေအလန်ဘာနဲ့ပြစ်တာလားငါပြစ်တဲ့ဆူလေသူကတော်တော်လောက်ရှိတယ်ဆူတနက်ဆူအဲ့ဒါနဲ့ပြစ်တာနော် ပြစ်တာအကိုကလည်းညီမတို့အကိုကလည်းဘေးနားအရောက်သူကခလေးကိုပြစ်တာအချင်းဥလို့ဘောမဥဝင်သူဒီနေ့ဆိုလို့ချင်း၃ရက်မြောက်သိပြီနော်အဲ့ဒါလေးပဲအကျိုးကြောင်းရှင်းပြတာနော်ခလေးကတော့လွတ်သွားတယ်အကိုကဥသွားတယ်ပေါ့အမမဖြစ်ပါဘူးရှင်သူနှိမ့်ဆက်ခံရတဲ့အကြောင်းလေးတွေကတော့ဒီနေ့ကသူတို့ကွဲတဲ့နေသူအရန်ဝဲနေတယ်သူ့သားလေးကိုသူသူ့သားလေးကို ဟိုတော့တက်တဲ့အထိဖြစ်တယ်ဆိုတော့သူရင်ကွဲလို့ပါနော်သူရင်နေနာလို့သူကမနေ့ကတော့ဒီနမ်းမဘေးညီမကဒီမှာအထယ်လိုက်နှွင့်နေတဲ့အချိန်မှာအထယ်ချောင်းလိုက်နှွင့်နေတဲ့အချိန်မှာသူကဘေးနမ်းမငိုးနေတော့ရင်ဖွင့်ကျင်နေရလားမသိဘူးဆိုပြီးတော့လိုက်ထဲမှာရင်ပွင့်ခိုင်းတဲ့သဘောလေးပါနော်နားမလဲတဲ့သူဆိုတော့နားမလဲဘူးဆိုတော့ရှင်းပြပေးတာဟုတ်ကဲ့ဒီဗီဒီယိုမှာတော့ဒီ NDG ရဲ့အခြေအနေကတော့ဒီကလေးတောင်မှအရွယ်တွေရောက်နေပြီဆိုတော့နှစ်ပေါင်းများစွာဒီလိုအခြေအနေတွေကိုရင်ဆိုင်ကြုံတွေ့ခဲ့ရတာပေါ့နော်သူခင်ဗျာလည်းတနာဖို့လည်းကောင်းပါတယ် ီလူကတော့ဒါတော်တော်လူမဆန်တဲ့လူပေါ့နော်ရိုင်းရိုင်းဆိုင်တဲ့ဖေးတယောက်ပေါ့လေဖေးတောင်မဖြစ်ထိုက်တဲ့လူမျိုးပေါ့ကလေးတွေကတော့မသေးပါဘူးလေကလေးကတော့မသေးသွားဘူးပေါ့နော်ဒီမှာရှင်းပြထားတယ်အဲတချို့တွေကကြတော့ရှေ့ကအန်ဒီပြောသွားတာကိုနားမလည်ကြဘူးဒါကလည်းပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တော့ဒီကလေးတွေကဖေးဖေးကလည်းဖေးရင်းမယ် မေရလည်းမေအေးရင်ပဲဒါပေမဲ့ဖေအေးဖြစ်တဲ့သူကဒီလိုမျိုးငယ်စဉ်ကတည်းကမူယူရန်ကားပြီးတော့သာသမီတွေကိုနှိပ်စက်တယ်ငါသာသမီမဟုတ်ဘူးဆိုပြီးတော့ပြောတယ်အခုလည်းဒီလိုတွေပေါ့နော်ဟိုတပ်ဖို့အထီကိုလောက်တယ်တကယ်ကိုမရရဲ့ဆက်ဆက်ဖခင်မျိုးဖြစ်နေတဲ့အခါကျတော့ကလေးတွေကလည်းဒါသာသမီအရင်မဟုတ်လို့ဒါဒီလိုမျိုးသူတို့ပေါ်မှာလုံနိုင်တယ်ဆိုတော့ခံစားချက်မျိုးစိတ်မျိုးဝင်သွားတာပေါ့တော်တော်များများကတော့မိဘတွေကသာသမီတွေကိုနော်အသက်ပေးပြီးကို ချစ်ခင်ကြရတယ်ကာကွယ်ပေးခြင်းကြရတယ်ဒီလိုမိဘတွေပဲများတာပေါ့လေများတော့ဖြစ်ပေါ့ဒါပေမဲ့လည်းအခုလိုမိဘတွေလည်းလောကကြီးမှာတကယ်ကိုပဲရှိတာပါပဲเนาะဖအေးတွေမအေးတွေရှိတော့ရှိတယ်ပေါ့ဒါပေမဲ့ရှားတယ်ပေါ့ဒါတော့မကောင်းတဲ့မိဘမျိုးတွေလည်းဟုတ်ကဲ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ channel လေးမှာအခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေထူးထူးခြားခြားဖြစ်ရက်တွေ တင်းချက်လက်တွေစိတ်ဝင်စားစရာဗီဒီယိုတွေဘုသူတရရစရာတွေကိုစင်စက်မပြတ်တင်ဆက်ပေးသွားမှာမို့ channel လေးကို subscribe နှိပ်ခဲ့ဖို့မြစ်တရရခံကြပါတယ်ခေါင်းလောင်းလေးကိုလည်းနှိပ်ပြီးတော့ notification လေး on ခဲ့ဖို့လည်းတောင်းဆိုကြပါတယ်ကြည့်ရှုပေးသူအားလုံးကိုလည်းကျေးဇူးများကြီးတင်ပါတယ်